Global ပြည်သက်ကြီးတမင်းနေ့အတွင်းနိုင်ငံရေးသတင်းကားပို့ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါရဲ့ရှင် ပထမအဆုံးသတင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံဤသွင်းကုန်များအပေါ်တမရထရန်ကတရားရဂိုင်းနှုန်းအခွန်ကောက်မယ်လို့ချိန်ချောက်လိုက်တဲ့အတွက်ဗန်ဒါရေးဖွံ့ဖြိုးရေးအဖွဲ့ IMF နဲ့ကမ္ဘာ့ဘဏ်အစည်းအဝေးများတွင်စိတ်ပူပန်မှုများနှင့်မတိကျမှုများဖြစ်ပေါ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။တကယ်၍သာအခွန်ကိုအမှန်တကယ်တိုးကောက်ခဲ့မယ်ဆိုပါကကမ္ဘာ့စီးပွားရေးစနစ်ကိုထိခိုက်နိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဒုတိယသတင်းတစ်ပုဒ်ကတော့ Israel ဝန်ကြီးချုပ် Netanyahu ကအီဂျစ်တွင်ကျင်းပမည့်ဂါဇာစစ်ပွဲအားရပ်တန့်မည့်အစည်းအဝေးပွဲအားတက်ရောက်နိုင်မှုမရှိကြောင်းပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ထို့အစည်းအဝေးပွဲကျင်းပမည့်အချိန်အခါဟာ၎င်းတို့ဂျူးလူမျိုးများ၏ဘာသာရေးပွဲအခမ်း နာနေဖြစ်တာကြောင့်မတက်ရောက်နိုင်ကြောင်းပြောကြလိုက်ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့တမရထရန်ဤအကြံပေးဘက်ဆန်နီအဆိုအရတမရထရန်ဟာတရုတ်တမရရှိချင်းဖြစ်နေတောင်ကိုရီးယားနိုင်ငံအစည်းအဝေးပွဲကြီး၌တွေ့ဆုံရန်ရည်ရွယ်ထားကြောင်းပြောကြလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အမေရိကန်နိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြားပဋိပက္ခများမြင့်တက်နေချိန်တွင်အခုလိုပြောကြလိုက်တာပဲဖြစ်ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဆန္ဒပြမှုများနဲ့နိုင်ငံရေးမငြိမ်မသက်မှုများဆက်လက်ဖြစ်ပွားနေတဲ့အတွက်မက်ဒါကတ်စကာတမရရာဂျိုလီနာဟာတနင်္လာနေ့ညနေခင်းတွင်ဒီတူလူလူအားမေကွန်ပြောကြမည်ဖြစ်ကြောင်းပြောကြခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့လည်းတမရဟာနိုင်ငံတွင်း မှထွက်ပြေးသွားပြီဆိုတဲ့အစီရင်ခံစာများလည်းရှိလိုနေပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Venezuela သမ္မတကအတိုက်ခံပါတီကောင်ဆောင် Marina Corina ဟာ Nobel ငြိမ်းချမ်းရေးဆုရခဲ့တဲ့အတွက် Norway နိုင်ငံ Oslo ရှိတန်ရုံအားပိတ်ချပစ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ Nobel ဆုပေးပွဲအခမ်းအနားဟာ Norway နိုင်ငံတွင်ကျင်းပတာဖြစ်ပြီး Norway အစိုးရကအခုံပြုစကားပြောကြားခဲ့တဲ့အတွက်အခုလိုလုပ်ခဲ့တာဖြစ်ပြီး Burkina Faso နဲ့ Zimbabwe တွင်တန်ရုံတက်များဖွင့်လှစ်သွားရန်ပြင်ဆင်နေကြောင်းလည်းပြောကြားခဲ့ပါသေးတယ်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။